ားလုံးမင်္ဂလာပါမြန်မာ accent channel လေးကိုပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့တရားပြည်သက်တွေတည်ကြမယ်ပေါ့နော်အာဒီနိုင်ငံသားဖြစ်ဆိုရမယ်ဒီဆောင်မှုပွဲအပြောင်းလဲလေးတွေကို Grace ဒီနေ့ video ထဲမှာ အသေးစိတ်တင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော် US နိုင်ငံသားဖြစ်ဖို့ရန်အတွက်အစ်အနေနဲ့က naturalization ပေါ့နော်ဒါဆာမဝဲပြည်ရမှာဖြစ်ပါတယ်ဒီဆာမဝဲမှာဆိုလို့ရှိရင်သင်က US နိုင်ငံရဲ့အစိုးရအကြောင်းသိရမယ်ဒီဥပဒေအကြောင်းသိရမယ်ပြီးရင်သင်အင်္ဂလိပ်စကားပေါ့နော်ရေးနိုင်ရမယ်ဖတ်နိုင်ရမယ်ပြီးရင်စကားပြောနိုင်ရမယ်ဒါလေးတို့သူကစစ်တာဖြစ်ပါတယ်အရင်နှစ်တည်းကစာမွေးပွဲနဲ့အခုတို့အသက်ပြောင်းတဲ့စာမွေးပွဲဘာတွေကွာလဲဆိုတာကျွန်မတစ်ချက်ပြောပြချင်ပါတယ် ဆမ္မဝဲအဟောင်းထဲမှာဆိုလို့ရှိရင်သင်မိကုန်တရားကိုပေါ့နော်တရားပြီး ဒီ interview တော့ဖြစ်တဲ့အခါမှာသူတို့အဲ့ဒီတရားထရားမှာမိကုံ6ခုပေါ့နော်မိပါတယ်အဲ့ဒီ6ခုတရား6ခုမှန်တယ်ဆိုလို့ရှိရင်တော့သင်အောင်နေပေါ့နော်ဒါပေမဲ့အခုဒီအစ်စ်ပေါ့နော်လေ့လိုက်တဲ့အထဲမှာဆိုလို့ရှိရင်တော့သင်ချက်ရမယ်မိကုံကတရားနဲ့28ခုရှိမှဖြစ်ပါတယ်တရားမဟုတ်တော့ဘဲနဲ့28ခုတိုးလာပြီပေါ့နော်ပြီးလို့ရှိရင်သင်ဟိုဒီ interview မှာမိမယ်မိကုံတွေက6ခုမဟုတ်တော့ဘဲနဲ့အခု20ဖြစ်သွားပါပြီအဲ့ဒီအခု20တရားမှာသူတို့12ခုပေါ့နော် မှန်မှသာအသက်အောင်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့တင်းနေနဲ့စဉ်းစားနိုင်တယ်။အခုဒီလိုမျိုးအသက်ပြောင်းနေဆိုတော့ဇန်တဲ့နေရာတွေရောပြောင်းလာတယ်ရှိလား။ဇန်တဲ့နေရာဆိုတဲ့အခါမှာအသင်6လောက်တင်းမိတဲ့အခါမှာပေါ့နော်။စောင်းရတာတွေရော အရင်တက် ပိုချနိုင်လားဘယ်လိုရှိလဲ။ဒီအပိုင်းမှာတော့ကျွန်မလေ့လာရတဲ့လောက်တော့သူတို့အပြောင်းလဲမရှိဘူးပေါ့နော်။စောင်းတဲ့အချိန်ကတော့အရင်တိုင်းပဲလို့ပြောပါတယ်။ပြီးရတဲ့ဒီ6လောက်ကြည့်ပေါ့နော်ကြီးငွေရောသူတို့တက်သွားလားရော့သွားလားဒါလေးတွေရောဘယ်လိုရှိလဲ ဒီလျှောက်လာဖေးရလဲအရင်တိုင်းပဲ925ကျပ်ဖြစ်ပါတယ်ဒါလှုပ်ပွေးခါပါပေါ့နော်တခါလေးပါပါတယ်ဒါဖြစ်တော့သင်ကအသက်65နှစ်နဲ့အထက်ပေါ့နော်ပြီးရင် US နိုင်ငံမှာနေတာအနည်း20ရဲ့အာအနည်း20ဒါမှမဟုတ်အနည်း20ထက်ကြာပြီဆိုလို့ရှိရင်တော့သင်ဖြေရမယ့်ဆောင်မွေးပေါ့နော်အော်ပုံမှန်ထက်လွယ်အောင်လို့ပေါ့နော်သူတို့စီမှာတောင်းဆိုလို့ရပါတယ် ဒီအပြောင်းလဲရဘယ်နေရာနဲ့စပြီးတော့သူတို့စတင်ပြုလုပ်မှလဲဆိုလို့ရှိရင်တင်းနေတဲ့ရှောက်လွားအောက်တိုဘာလ20ရက်2025ပေါ့နော်အဲ့ဒီကနောက်ပိုင်းမှာတင်းနေဆိုလို့ရှိရင်တော့တင်းပြေရမယ့်ဆောင်းမပွဲရတော့အစ်စ်ပေါ့နော်သူတို့ပြောင်းလဲရတဲ့ဆောင်းမပွဲနဲ့ပြေဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့တင်းကအဲ့ဒီမတိုင်ခင်ရှောက်ထားတဲ့သူဆိုလို့ရှိရင်တော့အရင်အဟောင်းပေါ့နော်ဆောင်းမပွဲပြေရမှာဖြစ်ပါတယ် ဲဒါဆိုရင်တော့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်တယ်ပေါ့နော်ကျွန်မဒါအတူလေး update လေးလပ်ပေးတာပါလို့အခုတင်နေနေအာ citizenship ပေါ့နော်ရှောက်ထားရဲဆိုလို့ရှင် Christine ရနေပြီးတော့ good luck ကံကောင်းပါစေလို့ဆုတောင်းပေးပါရရှင် bye